င်းချီအလွန်ွေတွေကိုကင်ထားပေမဲ့စီမံခန့်ခွဲမှုညံ့ကအမှန်ကန်မှုမရှိကြောင်းဝန်ခံသလိုဖြစ်လာခဲ့တဲ့ခိုင်နေဝိအပင်မြင့်လေလေတိုက်ခင်ရလေဆိုသလိုအမြင့်ကိုရောက်ရှိနေတဲ့ဘသူမဆိုအောက်ကိုရောက်အောင်ဆွဲချတာကိုလည်းခင်ရမှာဖြစ်သလိုပညာစမ်းတာတွေကိုလည်းခင်ရမှာပါအောင်မြင်ကြောကြတဲ့သူတယောက်အနေနဲ့အရာရာကိုကြော့ဖြတ်နိုင်အောင်စီစဉ်ထားရမှာပါလက်ရှိမှာဆိုရင်ခိုင်နေဝိကလည်းသူမရဲ့နေရာနဲ့လိုက်ဖက်တဲ့စမ်းသပ်မှုတွေကိုခံနေရတာပါခိုင်နေဝိကလက်ရှိမှာဆိုရင် တနိုင်ငံလုံးရဲ့ယုံကြည်အားကိုးမှုတွေရရှိထားကအလွန်ွေတွေဆိုရင်လည်း သိန်းတောင်းချီလူငွေတွေရရှိနေတဲ့ပရိုက်တာအသင်းတစ်ခုဖြစ်လာခဲ့တာပါအလူငွေကိုသိန်းတောင်းချီလူခံနိုင်ဖို့ဆိုတာလွဲကူတဲ့ကိစ္စတော့မဟုတ်ပါဘူးခက်ခဲနေတဲ့ခေတ်ကာလထဲမှာအလူငွေကိုသိန်းတောင်းချီထိကောက်နိုင်နေဆိုတာလူအများကယုံကြည်တာကြောင့်ပါဒါပေမဲ့ခိုင်နေဝေရဲ့အမှားလေးတစ်ချက်ကြောင့်ယုံကြည်စရာမကောင်းကြောင်းပေါ်လွင်နေရပါသည် အဲ့ဒါကတော့ပြီးခဲ့တဲ့ရက်မှာဖြစ်ခဲ့တဲ့ငွေမားလွဲခဲ့တဲ့ကိစ္စကြောင့်မှကုန်တယ်မျိုးသမီးတို့ကအထင်ဆိုင်စီကိုငွေသိန်း30လွဲတာကိုခိုင်နင်းဝေတို့ပရိုက်တာအသိန်းစီမှာမားလွဲမိရာကနေပြဿနာတွေကစတင်လာခဲ့တာပါအမျိုးသမီးဘက်ကငွေမားလွဲကြောင်းကိုတနအိတွင်းချက်ချင်းခိုင်နင်းဝေတို့စီကြောင်းကြလာခဲ့ပါတယ်ဒါပေမဲ့ခိုင်နင်းဝေတို့ကရက်20ကြာတဲ့အထိဝိလေကြောင်းပဲလောက်ကမားလွဲလာတဲ့သိန်း30ကိုလှူလိုက်ပါပြီဆိုပြီးတော့ကြောင်းပြချက်ပေးခဲ့တာပါဒါပြင်ငွေကိုပြန်မလွဲပေးနိုင်မဲ့တရားရုံးကနေပါဖြည့်ရှင်းခိုင်းတဲ့အတွက်လူသိ သိရှင်ကြားဖြစ်ခဲ့ရတာပါလူသိရှင်ကြားဖြစ်လာချိန်မှာအလုံးကဝင်မားလွဲတဲ့အမျိုးသမီးဘက်ကနေသာရက်တီပေးကခိုင်နေဝေရဲ့လောက်ရက်ကမမှန်ကန်ဘူးလို့ထောက်ပြကြပါရီခိုင်နေဝေကအလုံးဝေသိန်း30ခုတောင်ပြန်ပေးဖို့အတွက်ရက်20လောက်ကြာနေတဲ့ပြင်နှစ်လူရှုနေခဲ့တာတွေကြောင့်ဒီပြဿနာတွေကကြီးထွားလာခဲ့တာပါကြရီမကားဒီပဲပြည်တနာကြီးကဝေဖန်မှုမြင့်တက်လာမှသာသူမအကောင့်ကနေသိန်း30ပြည်တနာကိုဖြည့်ရှင်းဖို့လုပ်နေပါတယ်ဆိုပြီးတော့ပြောပြလာခဲ့တာပါပြည်သက်တွေကတော့ခိုင်နေဝေကစီမံခန့်ခွဲမှုညံ့လို့နေလို့သာထောက်ပြနေတာပ ပါစီမံခန့်ခွဲမှုညံ့တာကြောင့်သာ30တာရှိနေတဲ့ငွေပမာဏကိုရက်20ကြာတောင်ဖြေမရှင်းနိုင်တာလို့ယူဆကြပါရည်ခိုင်နေဝေးသာမမှန်ကန်ကန်လုပ်မယ်ဆိုရင်စိုးဝါပြဿနာကိုတည့်ရတွင်ဖြေရှင်းနိုင်ရမှာဖြစ်ပါရည်ဒါပေမဲ့မမှန်ကန်ကန်မလုပ်ဘဲကြာနေတာကြောင့်အခုချိန်မှာပြဿနာတွေကပိုကြီးထွားလာရတာလို့ယူဆနေကြတာဖြစ်ပါရည်ခိုင်နေဝေးကအလုံးဝေးတွေကို30ချီခိုင်ထားပေမဲ့ အမှန်ကန်ကန်တဲ့စီမံခန့်ခွဲမှုမျိုးကိုမလုပ်နိုင်သေးပါဘူး။ဒါပြင်လူများမြင်မှာတော့ခုနှစ်ရက်သားသမီးလူနေတဲ့အလွန်ငွေတွေကောတကယ်လိုအပ်တဲ့လူတွေရဲ့လက်ထဲကိုရောအမှန်တကယ်ရောက်ရလားဆိုတာမေးခွန်းထုတ်စီရာဖြစ်လာခဲ့ပါရယ်။တင်းတုပ်စင်မှာတောင်မှပြဿနာတွေဖြစ်ကပြန်မလွှဲနိုင်ပေဖြစ်နေတယ်ဆိုရင် သိညာချီထောင်ကြီးတွေမှာမှန်ကန်မှုရှိရလားလို့တွေးစရာဖြစ်နေတာပါအလိုငွေတွေကိုစရေစရာနဲ့တကွာချပြတာမျိုးလည်းမရှိတဲ့အတွက်မှန်ကန်လားမမှန်ကန်ဘူးလားဆိုတာကိုကရဲကရှေဖြစ်တဲ့ခိုင်နေဝေကစားအသိဆုံးဖြစ်မှာပါပရိသတ်ကြီးနေနဲ့ရောခိုင်နေဝေကသိန်းတောင်းစီလူငွေတွေကိုတိုင်ထားပေမဲ့စီမံခန့်ခွဲမှုများကမှန်ကန်မှုမရှိဘူးလို့ထင်လားဆိုတာပြောခဲ့ပေးပါအောင်ရှင်အစုံဒီကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကို like Instagram follow လုပ်ခဲ့ပြီးပို့တယ်မမေ့ပါနဲ့အောင်ရှင်။အားပေးနိုင်ခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။